အင်တာနက်ဆက်သွယ်ရေးအတွက်အစားအသောက်ကိုရက်တွေကိုစဉ်းစားကြတဲ့အခါမှာလက်ရှိ အခြေအနေအရ Starlink ကကျွန်တော်တို့အတွက်အပြေတစ်ခု ဖြစ်နေတာတော့သိကြပါတယ်။ Starlink တုံးဆွဲတဲ့အခြေအနေမှာလည်းကျွန်တော်တို့ကတည်ယူပို့ဆောင်ရေးအခြေအနေတွေအရတခြားသော အချိန်ဒီရရက်ဒီအရစတန်နဲ့တုံဆွဲရမှုဈေးနှုန်းတွေက အလွန်အမင်းမြင့်မားနေတဲ့အောင်လေကျွန်တော်တို့လိမ့်လာတွေ့ရှိရပါတယ်နောက်တစ်ခုကတရားဝင် အသုံးပြုမှုရရှိနေသေးတာမဟုတ်တဲ့အတွက်လည်းအခက်အခဲတွေကျွန်တော်တို့အများကြီးရှိပါတယ်ဒီပစ္စည်းတွေကို လုံမြောက်နေပြီဒီဂျာကာလာအုပ်ချုပ်ရေးရှိတဲ့ဒေသတွေတော်လိုင်းအင်အားစုတွေကြီးစိုးတဲ့နေရာတွေ တည်ယူဖို့အတွက်သုံးစက်နိုင်ဖို့အတွက်ကျွန်တော်တို့မှာအခက်အခဲတွေအများကြီးရှိနေပါသေးတယ်။နောက်တစ်ခုကဒီဆက်တွေပုံမှန်အလုံးလုံးနေဖို့အတွက်လျှစ်စင်ပြီးရရှိတာပါဝါရရှိမှုပါလေကျွန်တော်တို့စိန်ခေါ်ချက်တစ်ခုအနေနဲ့ဖြစ်နေပါတယ်။ဒါပေမဲ့လည်းဒီအခြေအနေတွေကိုကြော်လွှားနိုင်အောင်ကျွန်တော်တို့စူးစမ်းပြီးတော့အားထုတ်နေကြတာအောင်လေကျင့်နေစရာကျွန်တော်တို့တွေ့ရပါတယ် ကျွန်တော်တို့လက်ရှိအချိန်ဒီမှာ Starlink ကို အများစုအားကိုးနေရတာဖြစ်တဲ့အတွက်အများပြည်သူရဲ့အကျိုးစီးပွားကိုတက်တောင့်တက်တာဖြစ်စေတဲ့စဉ်းစားချက်မျိုးတွေနဲ့ Internet နဲ့ Digital လွတ်လပ်ခွင့်တွေကိုအလေးထားတဲ့စဉ်းစားချက်မျိုးတွေနဲ့ကျွန်တော်တို့အကောင့်တွေဖော်မယ်ဆိုရင်တော့လက်ရှိအချိန်ဒီမှာတက်တောင့်တက်တာဖြစ်စီမဲ့အချိန်တွေတစ်ခု ဖြစ်လာနိုင်မယ်လို့ယူဆရပါတယ်။ကျွန်တော်တို့မြန်မာအင်တာနက် project အနေနဲ့လည်းအစားအသောက်ဆက်သွယ်ရေးကိုယ့်ရဲ့ကိစ္စတွေကိုတုတေသနပြုတာဒီလက်တွေ့ကျင့်သုံးနိုင်အောင်ကြိုးပမ်းတဲ့ဟာတွေကိုလှုပ်ဆောင်နေပါတယ်။ဒီကိစ္စတွေဟာသက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့မူဝါဒရေးရာတွေနဲ့ digital လွတ်လပ်ခွင့်ပေါ်မှာထားရှိတဲ့သဘောထားတွေနဲ့အဆက်အဆက်တွေကျွန်တော်တို့ရှိနေတာတွေရှိပါတယ် နောက်တစ်ခုက အများပြည်သူရဲ့ digital တင်နာလေမှုကိုမြင့်တင်ရင်းနဲ့လဲတက်ဆိုင်နေတဲ့အကြောင်းအရာတွေရှိပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့တွေလည်းဒီဘက်ကနေကြိုးပမ်းနေတာတွေရှိပါတယ်။ Starlink ဟာလက်တလောအခြေအနေမှာအပြည့်တစ်ခုအနေနဲ့တုံ့နေရတာဖြစ်တဲ့အတွက်အများပြည်သူရဲ့အကျိုးကျေးဇူးကို ရှေ့ရှုပြီး digital လွတ်လပ်ခွင့်တွေကို အလေးထားပြီးတော့အကောင့်ထည့်ဖို့မှုတွေလုပ်ရင်ပုံမူတင်လျော်မယ်လို့အကြံပြုချင်ပါတယ်။